ဒီနေ့2025ခုနှစ်နိုဝင်ဘာလ1ရက်စနေနေ့ဒီနေ့တော့ခုနှစ်သားမီးအားလုံးတို့အတွက် numerology ဂဏန်းဝင်တွေကတော့ခုနှစ်ငယ်3ငယ်ပေါင်းစုံခြင်းအပြပြီးနံပါတ်30ဆိုတဲ့တဲတော်သင်္ကေတနမိတ်ရပါတယ်။ဒါကြောင့်မလို့ဓဝီဆိုတဲ့သင်္ကေတနမိတ်အတိုင်းအဝေးကနေအဆက်အသွယ်ကောင်းတွေရလာလိမ့်မယ်။ရင်ဆက်ပစ္စည်းကိစ္စတွေအောင်မြင်မယ်။ငွေကြေးအပိတ်ယူကိစ္စတွေပြင်လည်သွားမယ်။ရက်တန့်နေတဲ့အလုပ်တွေကပြန်ပြီးလေပတ်လာပြီးတော့ ခီးထွက်ဖို့အစီအစဉ်မျိုးတွေနိုင်ငံခြားသွားမယ့်ကိစ္စမျိုးတွေအတွက်သတင်းကောင်းကြားရတတ်တယ်။အထူးသဖြင့်တော့ဒီနေ့ဟာခုနှစ်ရက်သားသမီးအားလုံးတို့ထဲမှာကန်တရားကကိုယ့်ကိုအခွင့်အလမ်းပေးမယ့်နေ့ဖြစ်တယ်လို့နမိတ်ကောင်းဖတ်လိုက်ပါတယ်။အထူးအဖြစ်တနင်္ဂနွေသားသမီးတင်းနာသားသမီးကြာသာပတိသားသမီးတွေဟာဒီနေ့မှာကန်အထူးကောင်းပြီးတော့ဗုဒ္ဓသားသမီးစနေသားသမီးတို့နဲ့ကျန်တဲ့သူတွေတော့ကတော့စိတ်ပင်ပန်းစရာလေးတွေကြုံတွေ့ရတတ်ပါတယ်။ဒီနေ့မှာခုနှစ်ရက်သားသမီးတွေအားလုံးကန်ကောင်းဖို့လို့အတွက်ဆိုရင်တော့မနက်စောစောမျက်နှာတည့်တဲ့အခါမှာအရဟံဆိုတဲ့ဂုဏ်တော်ကို အကြိမ်ကြိမ်ရွတ်ဆိုပြီးမျက်နှာသိချင်းအဖြစ်တနေ့တာလုံးကံပွင့်လက်ပွင့်စမ်းပွင့်ပြီးလူရဆန္ဒတွေပြည့်ပါလိမ့်မယ်ခင်ဗျာဒီနေ့မှာပညာသင်ကြားနေတဲ့ចောင်းသားចောင်းသူတွေပညာတတ်ဖို့အန္တရာယ်ကင်းဖို့ပညာသင်ကြားခြင်းမှာအနောက်ရှက်ခက်ခဲတွေကင်းဝေးဖို့အတွက်ကတော့မြတ်စွာဘုရားရှင်ကိုမနှက်စောစောအဝိုင်းအောင်ဖျောင်းတိုင်နဲ့မိထွန်ပြီးဆူတောင်းခြင်းအဖြစ်ပညာကိစ္စတွေမှာထူးကျွန်အောင်မြင်ပါလိမ့်မယ်ခင်ဗျာဒီနေ့မှာမိရှုသန့်စင်ဖွားမြင်ကြတဲ့ရင်သွေးရတနာတွေအတွက်ကတော့မာဘုဗေဒင်းနီးယစနေနေ့ဘွားအထွန်းဘွားဇာတာရှင်တွေဖြစ်ပါတယ် ထွန်းပေါက်ကြောကြားအောင်မြင်ကြမယ်ရင်သွေးရတနာများဖြစ်ကြောင်းနမိတ်ကောင်းဖတ်လိုက်ပါတယ်ဒီနေ့ကြားဟုတ်တဲ့မွေးနေ့ရှင်တွေအတွက်ဒီနေ့မှာဆောင်ရွက်ရမယ်မွေးနေ့ကုသိုလ်အလှူကတော့တနင်္လာနေ့အကျိုးပေးခြင်းကိုအကြောင်းပြုတာဖြစ်နေတဲ့အတွက်ကြာဆန်ကျော်သို့မဟုတ်ခောက်ဆွဲကျော်မြတ်စွာဘုရားရှင်ကိုဆွံ့ကတ်ခြင်းရဟန်းတန်ကလောင်းလူခြင်းအပရိသတ်ဆွေမျိုးညာတိကိုလှူဒန်းခြင်းအပြင်တနစ်တာလုံးကံအထောက်ပံ့ကောင်းရဖို့မွေးနေ့ကုသိုလ်အလှူဖြင့်ကုသိုလ်ပြုလိုက်ပါခင်ဗျာဒီနေ့အကျိုးပေးဆုံးမှုတဲ့ကဏ္ဍကတော့ နှစ်ကနန်းငါးကနန်းဖြစ်ပြီးတော့မိတ်ဆွေများငွေကန်ကောင်းဖို့အတွက်ဆိုရင်တော့တည့်ရွက်တည့်ရွက်ခုပြီးရင်မွေးစော့ပတ်ဆိုင်မှာစောင့်ထားသောအဖြစ်ငွေကန်အထူးကောင်းပါလိမ့်မယ်ခင်ဗျာဈေးခေါ်လက်ခေါ်ရရာဖြစ်ကတော့မိမိရဲ့စတိုးဆိုင်ဈေးဆိုင်ကုန်သွယ်ဆိုင်စိုင်းရှိမျက်နှာသာကိုမျက်နှာမူပြီးတော့ကိတ်မုံစားရင်ဒီနေ့ဈေးအောင်ကောင်းဖို့အတွက်ဆူတောင်းလိုက်ပါခင်ဗျာပြီးရင်တော့ရောင်းကုန်နေအယောင်ထွက်ဖို့အတွက်ကတော့ကော်ပီနံလေးတစ်ချောင်းနဲ့တို့ပြီးခောက်ပြီးရိုက်ပြီးအမြန်ရောင်းထွက်ဖို့အတွက်အထူးစတောင်းလိုက်ပါခင်ဗျာ အမှုခင်းကြုံနေတဲ့သူတွေဆွေမျိုးမိသားစုမှာရှိရဆိုရင်တော့အမှုကြုံနေတဲ့သူရဲ့အမိကိုတင်မော်သည်အမဲ့မှာရေးပြီးတီလာရှင်ဆရာလေးတစ်ပါးကိုလှူဒါန်းလိုက်ပါခင်ဗျာ။ကျမ်းမာရေးညံ့နေတဲ့သူမိသားစုမှာရှိရဆိုရင်တော့ဓာတ်စာဖြစ်နေဒီလိုနေ့မှာတင်မော်သည်အမဲ့အနေငယ်စားပြီးကျမ်းမာဖို့အတွက်ဆူတောင်းလိုက်ပါခင်ဗျာ။အချီရေးအိမ်တော်ရေးမေတ္တာရေးကိစ္စတွေပြင်လဲအေးချမ်းဖို့အတွက်ကတော့အဝါရောင်ဖြော်ရည်တစ်မျိုးမြတ်စွာဘုရားရှင်ကိုလှူဒါန်းဆူတောင်းလိုက်ကြပါခင်ဗျာ။